မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျတော့ဒီတစ်ခါတော့ဆရာက2025ခုနှစ်ဆယ်လပိုင်းအတွက်တနင်္လာသာသမီမိတ်ဆွေတွေအတွက်ကံကြမ္မာဟောစတဲ့ကိုဆရာကတလားစာဟောကြားပြီးမှဖြစ်တဲ့အတွက်ဥစွာတနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရာဘေးဘီယာမှန်သမျှဝေးကွာကြပါစေကြောင်းဒီကနေ့မေတ္တာဖို့ဆုတောင်းဖွဲ့ပနာပြုသားလိုက်ပါတယ်ခင်ဗျာနော်ဒီ2025ခုနှစ်ဆယ်လပိုင်းအတွက်မှာအောက်တိုဘာလအတွင်းမှာမိတ်ဆွေတို့ဟောအချိန်တွေဘာလို့လုံးနဲ့တရွတ်ရွတ်နဲ့ပြောင်းလဲလာတာအခုဆိုလို့ရှိရင် ဘာမှမဟုတ်2025ရဲ့ဆယ်လပိုင်းကိုရောက်လာပြီဒီဆယ်လပိုင်းတွင်မှာတင်းလာသားသမီးမိတ်ဆွေတွေရဲ့ကံကြမ္မာကိုဆရာကဟောကြားပြီးမှဖြစ်တဲ့အတွက်ဘယ်ကနေကြည်နေရလဲဆိုတာဆရာကိုမှတ်မိကြပါဦးဒါပြီးတော့ဥစွာမန္တလေးကိုဆရာရောက်နေပါတယ်မန္တလေးရမိတ်ဆွေဆရာငယ်နဲ့တွေ့ကျင်တဲ့မိတ်ဆွေများဆရာအစာကြီးကွန်ဒို74 24 25မှာနေပါတယ်ခင်ဗျာเนาะဆိုတော့တို့တော့ဆရာနဲ့တွေ့ကျင်နေဆိုရင်ရက်ရှင်းလေးတစ်ရက်လောက်တော့ကြိုပြီးတော့ဆရာရဲ့ခွန်ကိုတုံညာ293လေးတစ်လျှောက် WhatsApp Telegram မှာဖြစ်စေ ဆက်သွယ်ပြီးတော့ဆရာကိုဇာတ်နဲ့တွေ့ကြမှာလေဆိုပြီးတော့ဆရာကိုစင်ရင်ပြည့်သွင်းတာပါဆရာဖုန်းပြန်ဆက်ပြီးတော့ရက်ချင်းပြရမရနဲ့ရမယ့်အချိန်ကိုဆရာပြန်ပြောပြပါမယ်လို့ဥစွာပြောပြရင်လည်းအထူးအစီအစဉ်ပေါ့တနင်္လာသာသမီတွေအတွက်ဆရာတို့စတင်ဟောလိုက်အောင်ခင်ဗျာနော်တနင်္လာသာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့ဟာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတဲ့ကံမျိုးမိတ်ဆွေတို့ရဲ့ကံဟာစိတ်မောလူမောစိတ်ပန်းလူပန်းအရာရာကိုကိုမပိုင်မပြီးရတာမျိုးတွေဖြစ်နေ တယ်ဆိုရဲစိတ်မျိုးကံမျိုးပြနေတဲ့အတွက်မိတ်ဆွေတင်းလာသားသမီးတွေဟာဘာဖြစ်ဖြစ်ဝန်ရလဲကိုပါရဒီနေရာလဲကိုပါရစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတာကတော့ဂျိမ့်တီတေချာပါလိမ့်မယ်သို့တော့ဒီဆယ်လာပိုင်းဆိုတဲ့ကာလကိုဆရာတို့ဆက်လက်ပြောကြားလိုက်ရအောင်ဥစွာမိတ်ဆွေတို့ရဲ့ကံဟာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အမျိုးသမီးတွေဆိုအသွေးသားနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေတတိထားပါ အဲ Twitter Twitter တဲ့ကြမ်းမာကြီးလေးတွေကိုသတိပြုစင်ကြင်ရလိုအပ်ပါတယ်။ဒါဟာပြင်မိတ်ဆွေတနင်္လာသားသမီးတွေဟာလက်ရှိဒီရဲ့ဆယ်လာပိုင်းပြင်မှာဆိုလို့ရှိရင်ကြမ်းမာကြီးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်ဟိုစနလို့ပေါ့ဟိုအစင်းမြင့်နဲ့ပတ်သက်တာမျိုးလေးတွေအကျော်တို့ချက်တော့ကိုခန္ဓာကိုယ်ခါအောက်ပိုင်းနဲ့ပတ်သက်သောကြမ်းမာကြီးလေးတွေမှာထုံကျင်ရတာမျိုး၊နာကျင်ရတာမျိုး၊ကြိုက်ခဲရတာမျိုးတွေဖြစ်တတ်တယ်လို့ Twitter နဲ့ပတ်သက်ပြီးတော့အရေးပြားတော့နော် Twitter နဲ့ပတ်သက်ပြီးတဲ့အခါကုသိုလ်များများလုပ်ပါ ဒါဆိုလို့ရှိရင်သွေးတိုးသွေးတက်ရှိနေတဲ့သူသွေးစိလေးပဲလှူလှူကိုကပုံမှန်သွေးလှူနေကြမယ့်ဆိုရင်သွေးလေးလှူပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကံဟာအထောက်အကူဖြစ်ပြီးများစွာကံကောင်းလာစီမှာဥစွာတည်ကြတယ်လို့ဆရာကပြောလိုပါတယ်။ကောင်းပြီအသက်လျှောက်ဆက်9နှစ်အထက်တင်းလာသားတဲ့မိတ်ဆွေတွေလေနဲ့ပတ်သက်တာတွေဂရုစိုက်ပါလေထိုးလေအောင်လေပြန့်လေဖြတ်တာမျိုးတွေဂရုစိုက်ပါရေကိုင်နဲ့အခါတတိပြုစင်နေတာတော်တော်လိုအပ်ကြောင်းထပ်လောက်ပြောကြလိုက်ပါရစေခင်ဗျာ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီ2020 ငါးခုနှစ်ဆယ်လပိုင်းအတွင်းမှာကံဟာအရာရာကိုရှိတိုးဆောင်ရွက်လို့ကောင်းသောကာလဘာကိုဖြစ်ဖြစ်ကံဟာမိတ်ဆွေတို့ပတ်မှာအခြားသောနေသားတွေထက်တနင်္လာတွေကဒီဆယ်လပိုင်းဆိုတဲ့ကာလအတွင်းမှာဆိုကျင်းတည်တယ် ရှိတို့ဆောင်ရပါမိတ်ဆွေတို့ပါဘာကိစ္စဖြစ်ဖြစ်ငွေကြီးကိစ္စစီးပွားရေးကိစ္စလက်လာပါကိစ္စဘာလို့ဖြစ်ဖြစ်ကျင်းတည်ပါအခြားသောနေသားတွေကကံကလူပန်စွန်းရင်တော့ကံကမဆားမဲ့ကာလနှကောင်းနှမြတ်တို့အတိတ်ကကံတို့ပထမဆက်တို့ပုပ်ကိုဆက်တို့ရအခုကြီးကိုရရှိမဲ့ကာလဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေကလက်ရှိဒီ2025ဆယ်လပိုင်းမှာ ကံရဲ့တိုးတက်မှုနဲ့ထောက်ကိုရရှိတတ်တဲ့သူကမိမိအနေနဲ့ဘာကိုဖြစ်ဖြစ်အမီခံလုပ်ခြင်း၊စိုင်းဘုတ်တင်ခြင်း၊ဒီဇိုင်းဆွဲခြင်း၊ဂရဖစ်အစားရှိတဲ့အရာလေးတွေပဲဖြစ်ဖြစ်စတင်လှုပ်ဆောင်တာကိုပဲဖြစ်ဖြစ်အတက်နိုင်ဆုံးအဖွဲ့အစည်းတင်ပွဲနဲ့ပတ်သက်ပြီးဦးဆောင်လုပ်လုပ်တဲ့လုပ်ငန်းတွေအမီခံလုပ်လုပ်တဲ့ကိစ္စတွေမှာတော့ချီတူအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိလာမှာအတေကြပဲဖြစ်တယ်လို့ကံကနည်းနည်းလေးကိုကနည်းနည်းလေးညံလေးနဲ့ဝရိယလေးပေါင်းဆက်လိုက်ရင်မိတ်ဆွေတို့ရဲ့ကံဟာတီတီကြီးရပ်တည်လာပြီးတော့ ယရနာပုံစိုက်ကင်းနဲ့စိုက်တယ်လို့တားရွှေကိုထမ်းရတယ်လို့ကျင်းဒီပါကံဟာဇောတိကဖြစ်နေတာတော့အတိအကျပဲဖြစ်တဲ့သူကထီကံဆန်းခြင်းထီထိုးခြင်းဖျားမဲပေါက်ခြင်းဇေဒီမဲပေါက်ခြင်းတွေဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကံဟာတိုးတက်လန်းအောင်မြင်လန်းတဲ့အစဉ်ပြေမှုတွေများစွာရရှိတတ်သောလာဖြစ်တာလို့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာနော်အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါရစေအလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်ရင် မိတ်ဆွေတို့အနေနဲ့ဒီကာလတော်တွင်မှာယာတို့လုပ်ငန်းတိုးတာမျိုးတွေအလုပ်တိုးတာမျိုးတွေယာတို့တက်တာမျိုးတွေကြုံရနိုင်ပါတယ်ခင်ဗျာ အဲဒါပြင် OHM နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့လို့ဆောင်ရလို့ဆောင်မှာအောင်မြင်ခြင်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်တနင်္လာသာသမီမိတ်ဆွေတွေနဲ့လက်ရှိကာလအတွက်တွေမှာငွေကြီးနဲ့ပတ်သက်သောကိစ္စတွေအစုဆရာစုကြီးနဲ့ပတ်သက်သောကိစ္စလေးတွေမပြီးမပြတ်ဖြစ်နေသောကိစ္စတွေကိုပြီးပြတ်အောင်ဆွမ်းဆောင်တာမျိုးအထယ်လိုက်တို့ TT ဖနက်တို့ social media နဲ့ပတ်သက်သောလုပ်ငန်းလေးတွေအဲစားတောက်ကိုလုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးလုပ်ငန်းတွေအပွဲစီအသင်းပွဲနဲ့ပတ်သက်တာမျိုးပကြီးပခုဗေဒီမီဒအစံကြံအစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စေရှေ့လို့ဆောင်ရလို့ဆောင်ကောင်းပါတယ် ဓာတ်စီဒီဇယ်လောင်စာစီကြောက်မြက်ရေသနာပဒံမြတ်တွင်းထွက်ဘောမော့အစရှိမှန်အစရှိတာလေးတွေရှေ့တို့ဆိုင်ရာလုဆောင်မှာကုန်တယ်ပွဲစားလုပ်ငန်းလေးတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေချပြတဲ့လုပ်ငန်းလေးတွေအကျိုးပေးပါတယ် OA ချမ်းမီမီယာထိုင်ငင်းနဲ့ပတ်သက်လို့စောက်ရှင်တပါဆိုရင်ကျင်းဒီပေါ်ဆောက်ရမယ့်ကာလဖြစ်ပြီးတော့စောင့်နေတဲ့မိတ်ဆွေများလည်းမပြီးမပြတ်တန်းတန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြတ်အောင်စောင့်နိုင်မယ့်ကာလချီတိုးဆောင်ရရင်အောင်မြင်ခြင်းတိုးတက်ခြင်းကျင်းဒီပေါ်ရရှိမယ့်ကာလဖြစ်ပြီးတဲ့အခါ ။ OA ချမ်မီပိုင်ဆိုင်လိုတဲ့မိတ်ဆွေများ OA ချမ်မီပိုင်ဆိုင်ခြင်းမျိုးတွေကျင်းတည်ရရှိတတ်သောလာဖြစ်ကြောင်းထပ်လောက်ပြောကြားလိုက်ပါရစေခင်ဗျာ။ဒါအပြင်လူငယ်တွေအရှင်ကြီးနဲ့ပတ်သက်လာရင်မေတ္တာရေးစံအင်မတန်အားသာနေပြီးတော့အဲဖူးစာဘတ်ပေါ်ခြင်းတွေ သမီးကြီးသားများအနေနဲ့ဆိုရင်လည်းအိမ်တော်မြူချင်းတွေစိတ်ဆက်ခြင်းတွေတော့အားသာကောင်းမှုတိုးတက်နိုင်ပြီးတော့အဲမင်္ဂလာရက်ဆရာမင်းသားလာယူလို့ရတယ်လို့ဆရာကြားပြန်ကြီးညာလိုက်ပြတာဒီနော်အဲအိမ်တော်မြူချင်းစိတ်ဆက်ခြင်းနှစ်လွာပေါင်းမှာတရွက်ဆိုတဲ့အတိုင်းပဲဟိုတုံးနဲ့တူတယောက်နဲ့တယောက်အဲသမီးကြီးသားဘဝကိုရက်အိမ်တော်ပြုဖို့အတွက်ကိုတိုင်းမြင်ရန်လူကြီးမိဘတွေနဲ့စိတ်ဆက်ကြောင်းလန်းခြင်းဒီနှစ်တော့ဟာလားကျပီးရှည်ရဲတက်ရဲဆိုလိုပဲမိတ်ဆွေတို့နေနဲ့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းနေလူကြီးနှစ်ဖက်နှစ်ဦးကန်းကန်းလှုပ်ဆောင်ခြင်းနေ ကြိုးစားပြီးတော့ဆွမ်းဆောင်ရင်ဘာမှမဆိုကျင်းတည်ဖို့အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေကြအတေကြပဲဖြစ်ပါတယ်ခင်ဗျာအထယ်လိမ့်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ဆက်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ရေချားမြေချားပတ်စပို့ဗီဇာလုပ်ငန်းခီးထွက်တာမျိုးတွေငဘူကနိုင်ငံခြားသွားဖို့စောင့်နေတဲ့မိတ်ဆွေရဝေးခီးတို့ကနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမှုတွေရရှိတတ်တယ်လို့သင်တန်းတက်ခြင်းဘာသာစကားသင်တန်းလို့ပညာရေးဆိုင်ရာတွေမှာလည်း အဲတင်ယူနိုင်တယ်လို့တင်ယူနိုင်တယ်လို့မိတ်ဆွေတို့အတွက်အကျိုးပေးကံကောင်းစီတော့လာဖြစ်တာအတော့ဂျင်းဒီတည်ကြပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီတဲ့ဒီလာတာအတွက်ပြမှာဆိုရင်လူမျိုးရှားဘာသာရှားအကျိုးပေးပါတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာရုတက်တာမျိုးတွေနေရာထိုင်ခင်းအစ်စ်ရရှိတာမျိုးတွေအိုးအိမ်ရှမ်းတွေစောက်ရတာမျိုးတွေပိုင်ဆိုင်ရတာမျိုးတွေရရှိတက်တယ်လို့ငကူကသာသမီမရရှိတော့တနင်္လာသာသမီမိတ်ဆွေတွေသာသမီရရှိရန်အတွက်တော့အခွင့်အလမ်းကောင်းတွေရရှိတက်တဲ့အတွက်နီးစက်ရ ဖရာစီပြတော်ဝင်တွေပါဖြစ်စီဆရာတို့ဖရာတွေရဲ့เนาะမိတ်ဆွေတို့เนี่ยဖရာတွေရဲ့အရှိတ်မဟုတ်တဲ့တဲ့ကိုတွားပြီးတော့မြက်စွာဖရာနာမှာတိုင်တယ်တာမျိုးဖြစ်စီမိမိတို့အနေနဲ့မိမိအိမ်ရဲ့အရှိတ်မှာရှိတဲ့ညောင်မင်းကြီးကြီးတပင်မှာရှိတဲ့ရုပ်ကစုံနတ်မင်းသို့မဟုတ်ညောင်မင်းနတ်ပင်ကိုရှင်တွဲပေါင်နေတဲ့အပင်ကြီးနတ်ပင် ရှင်တွဲပေါင်နေတဲ့ရုပ်ကစုံနတ်ဒီနာမှာငပြောပြီးခုနှစ်ပြီးနဲ့နော်ဆွမ်းနာမိတ်ဆွေတို့အုံးသီးနဲ့ဒါမျိုးလေးပေါ့မိမိတို့နိစ္စရပြောဆိုတတ်တဲ့မိတ်ဆွေတွေနာမှာတစ္ဆာကလေးပြူပြီးတော့ တာသမီတာလာယရဏသမီလာပြုကညာလေးတွေတောင်းရင်ဆရာလူရွှေရွှေလေးတွေရလာမှာအထေချာပဲဖြစ်ကြောင်းဆရာကထက်လောက်ပြောကြလိုက်ပြရစီခင်ဗျာကောင်းပြီဒါပြင်ဒီလိုက်တာတော့ဒီမှာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ထိကန်ဆမ်းမာလို့တော့ပြောထားတယ်တော့ငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကမှုအဲ့ဒီအခက်အခဲတွေကိုဘလောက်ပဲ ကန်ရက်စီကမျိုးအကျွေးတင်နေပါစေအောင်တော့ကျင်းတည်ပေါ့ကုညီမဲ့သူကုညီမဲ့လမ်းပေါ်လာတတဲ့အတွက်ဘာလို့ဖြစ်ဖြစ်စိတ်ထက်မကြပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်မိမိမြန်လာရဲ့ရှင်လန်းခြင်းနဲ့စိတ်ကိုယ်သာပြောအောင်ထားပါဘာကုမအရင်ကြီးစိုးရင်ပူပန်တောကဖြစ်နေတာမျိုးမလုပ်ဘဲနဲ့ချိန်တိုးပြီးတော့အားသာကောင်းမွန်အောင်ဆုံးဖြတ်ခြင်းမျိုးလေးတွေဆောင်ရွက်ပါပြောဆိုပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေမှာအတေကြပဲဖြစ်တယ် ကောင်းတာတွေကတော့ပြောလို့ကောင်းတယ်ကောင်းတာတွေပဲဆရာတို့ဆက်ပြောလိုက်ရအောင်ခင်ဗျာနော်ကောင်းတဲ့အချက်လေးတွေကိုဆက်လက်ပြောပြပေးပါစီကောင်းတဲ့အချက်လေးတွေကတော့ဒီလတာတော့တုန်းကဆိုရင်တင်းငါတင်းလာချင်းတွဲလောက်တာမျိုးတွေအကျိုးပေးပြီးတဲ့အခါတင်းငါတွေသာသမီတွေနဲ့အတွဲဖက်လောက်တာမျိုးတင်းငါတွေနေ့တွေမှာအရေးကြီးသောကိစ္စတွေကိုဆောင်ရွက်တာဟာကံရဲ့အထောက်အကူအထောက်အကူရရှိတတ်တယ်လို့အကျိုးပေးသောအရက်ဟာအနောက်ဆူဆူရဖြစ်ပြီးတော့စန်တီယာအရက်ကတော့အရှိမြောက်တောင်အရက်ဖြစ်ပါတယ်ခင်ဗျာ ဒါပဲမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအရာအနေနဲ့ဆိုရင်ခရမ်းရောင်အနီရောင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍနှစ်ကဏ္ဍခုနှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အားသာကောင်းမွန်စေတာအတေချာပဲဖြစ်တယ်အရေးကြီးသောကိစ္စတွေကိုမိတ်ဆွေတို့အနေနဲ့ပြောဆိုဆောင်ရွက်တဲ့အခါကျလို့ရှိရင်လက်ထဲမှာပတ်စံတစ်ထောင်နဲ့နှစ်ရွက်ကိုဖြစ်စီ 200ရန်နှစ်တရွက်ကိုဖြစ်စီ1000ရန်ဆုံး2ရွက်200ရန်ကိုတရွက်ကိုလက်ထဲမှာကင်ထားပြီးတော့သို့မဟုတ်အိတ်ကထမှာထည့်ပြီးတော့အိတ်ကကလေးတွေပုတ်ပြီးတော့ပြောဆိုရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေဂျင်းသေးပေါင်းရရှိမဲ့ကာလဖြစ်ပါတယ်အကျုံးမပေးတာလေးဒီဆက်လက်ပေါ်ပြပြီးဝင်ပြပါခင်ဗျကန်ဆိုတာဆရာတခုတစ်ခါလေးမှပြောတတ်ပါလေရရုကတနေ့လာတွေဟာလောကမှာအများကြီးရှိတဲ့ထင်ပါမှာရရုရဲ့တက်ကနစ်နဲ့ရှောင်းရံဆောင်းရံအတွက်ပြောကြပြပြီးခြင်းနဲ့ ခြင်းဖြစ်တယ်။သို့တော့မိတ်ဆွေတို့နေနဲ့ဗီဒင်ဆီယာဟတ်ထိပေါက်အောင်လုပ်ပေးမယ်ဆိုတာမျိုးတွေဗီဒင်ဆီယာဟတ်ကျွန်တော်အုံပွက်နေတော့မဆွမ်းဘူးပေါ့။အဲဆရာကြီးစင်ရောဒီစကားငါပြောရင်ကြက်ပြောက်တာကိုဝယ်ရောက်ပြီးရေတရားရှိတယ်လို့လည်းမဖြစ်စီပါနဲ့ခင်ဗျာ။ဒါအပြင်ဆရာငယ်ပြောသလိုပြောရင်ထီကနန်းရှေကနန်းအပိုင်ပြီးရင်ဆရာငယ်အိမ်နဲ့ရောက်နေအိမ်နဲ့ဝိုင်းနဲ့ရောက်ပြီးတော့ထိုးမှဆိုတဲ့အကြောင်းကိုဆရာကလည်းထပ်လောက်ပြောရင်းနဲ့သတိပြုစင်ကြင်ရအတွက်ပါ။ ဒါကြောင့်မလို့မိတ်ဆွေတို့နေနဲ့ဘာကိုဖြစ်ဖြစ်အစွန်မရောက်စေနဲ့အယုံကြည်လက်မသေးပါနဲ့เนาะဒါလေးတစ်ခုနဲ့ဆရာမိတ်ဆွေတွေကိုဆရာကအကြံပေးပြောကြားရင်းတယ်ဒီလက်ကတော့ဒီမှာဆိုရင်မိတ်ဆွေတို့တတိထားမှာစက်ပစ္စည်းအတိတ်တွေဝင်တာမကောင်းပါဘူးခင်ဗျာဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တာ တတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆွေမျိုးသားချင်းညီအစ်ကိုမတော်မှစိတ်တော့ကပြီးတတ်တော့ကာလဖြစ်ပါတယ်မိတ်ဆွေတဲ့အပေါင်းအသင်းတွေကိုပြောဆိုတဲ့အခါဂယူဆိုင်ပါတနင်္ဂနွေသတ္တမိအမျိုးသားများအနေနဲ့ဆိုရင်တော့ အိမ်တော်ရဲ့အချုပ်ချင်းကိစ္စလေးတွေသို့မဟုတ်အချုပ်အောင်ကိစ္စလေးတွေဂျုံကတက်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးဂျုံနေရလို့ရှိရင်ငါးသက်စီလွတ်ပေးတာမျိုးငါးလွတ်ပေးတာမျိုးငှက်စားလို့ခိုးစားလို့ခွေးစားလို့ကြွေးပြင်းဖြစ်မိတ်ဆွေတို့ရဲ့အကောင်ကိုကောင်းမွန်တတ်တယ်လို့အချုပ်အောင်ဖြစ်တတ်ပါတယ်လူငယ်များအရှိရင်းနဲ့ပတ်သက်ရင်မထင်မှာပဲအိမ်တော်ကြတာမျိုးတွေဒီအဲရီးစားလဲရအိမ်တော်လဲကြဆိုလို့စုပ်ခေါလက်ကိုအတုံးလိုက်တက်လိုက်ခဲလိုက်ဝင်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီຢာလေးကိုလည်းတတိထဆင်ရင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင် ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ဆွမ်းနာလို့ကိုယ့်ကိုတိုက်ခိုက်တဲ့သူရွယ်ချက်ရှိကြီးကြုံရတတ်တဲ့အကြောင်းသတိထားဆင်ခြင်ပြီးဖို့လိုအပ်ပါတယ်။စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်။ဒါအပြင်မိစေတို့အနေနဲ့မိမိတို့ရဲ့ကိစ္စတွေကိုဘာကိုပဲဖြစ်ဖြစ်ကြိုမပြောပါနဲ့ကြိုပြောရင်ပြတ်တတ်တော့အဖတ်တာကလာအလားဖြစ်ပြီးတော့ခါမိစေတို့နဲ့ဘာကိုဖြစ်ဖြစ်လှုပ်ရှင်တဲ့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေရင်သွင်းမှကြိတ်ထားပြီးတော့ဖြစ်လာတော့မှသာလှုပ်ဆောင်ပြောဆိုတာဟာအသာကောင်းမှုတို့တတ်ပါတယ်။ ဆက်ပစ္စည်းရင်တကိုးကိုးခံရတာမျိုးတမိုးရှိတဲ့ပတ်စံပစ္စည်းရင်ဆက်ပစ္စည်းတဲ့တကိုးကိုးခံရတာမျိုးပြောက်တာမျိုးတွေကြုံရတတ်ပါတယ်လူပြူစားခြင်းခံရတတ်တာမျိုးတွေအစာပြင်းဆုံးတိုက်မကောင်းတဲ့အတက်ပညာတွေပြူစားအတိုက်ခိုက်ခံရတတ်တဲ့အတွက်သတိပြုစင်ခြင်းမေးရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုအမျိုးသမီးကိစ္စအမျိုးသားတွေအနေနဲ့အရှုံအောင်ကိစ္စလေးတွေအိမ်တော်ရေးအရှုံရှင်းကိစ္စလေးတွေကိုကိုကိုကမဟုတ်ရင်တော့ရိုးစွတ်စွဲတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ခြင်းမေးရန်လိုအပ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့အလုတ်ကင်နဲ့ပတ်သက်ရင်လုပ်ငန်းတစ်အလုတ်တစ်တွေတိုးချက်လုတ်ကင်ခြင်းထက်ရှိနေတဲ့အလုတ်ကိုပဲတိုးတက်အောင်ဆွမ်းဆောင်ခြင်းဟာပုံမကန်အားကောင်းပြီးတဲ့အခါအလုတ်တစ်ချာနေတယ်ဒီအလုတ်ကြီးမှမပြောလို့ကိုယ်ပိုင်စတင်မယ်ဆိုရင်တော့အခြားတဏီယဒရိဒါကိုရွေးချယ်စဉ်းစားထားတယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမွန်ခြင်းတွေရရှိစေမှာအတိအကျပဲဖြစ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေပြန်လည်ရရှိပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီအစ်ကိုမောင်နှမကိစ္စလေးတွေကြောင့်အဲ စိတ်ထဲမှာပေါ့နော်အမှန်ကိုအမှားတရားဖြစ်စီတာမျိုးလေးတွေအလင်းစလုံးဆုံးဖြတ်တာမျိုးလေးတွေယုတ်တိယဝဝနဲ့ထိုင်ခနဲ့ဆုံးဖြတ်ပြုတ်မှုတဲ့ကိစ္စလေးတွေမှာမိတ်ဆွေတို့အတွက်အမှားယုံလေးတွေပေါ်တတ်တဲ့အတွက်သတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်။ကြမ်းမာရေးမကောင်းတဲ့သူတွေညအိမ်ညာနေခေါ်ပြီးတော့လက်ခံမိတာမျိုးတွေဟာမိမိတို့ကိုအပူကူးဆက်တတ်ပါတယ်။အမှုကိစ္စဖြစ်နေသူတွေကိုကိုယ့်အိမ်မှာခေါ်ပြီးတော့ညအိမ်ညာနေလက်ခံပြီးတော့ကိုယ့်အိမ်မှာဖြည့်ရှင်းခိုင်းခြင်းဟာအပူတွေကူးဆက်တတ်ပါတယ်။ ်သူ့အပြင်မိတ်ဆွေတို့အိမ်တော်ကွဲမယားကွဲဒီလိုအကွဲမျိုးလေးတွေကိုအပူတော့ကတဲ့ကိုအိမ်ကိုညာအိမ်ညာနေခေါ်ခြင်းဟာလေအပူကိုကူးဆက်တတ်တဲ့အတွက်ဂျားသုံးဂျားချောင်းမိုးထလောင်းပြောကြလိုက်ပါစီကောင်းပြီဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကလာအတော်တွေမှာဆိုလို့ရှိရင်စက်ပစ္စည်းရင်နဲ့ပတ်သက်လို့ကာယွယ်မောင်းနေတဲ့ကသတိထားစင်ရှင်မှာရင်ခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေမှာတပိုင်းတစဖြစ်ရတာမျိုးလေးတွေကြံ့ကြာရတာမျိုးလေးတွေကြုံရတတ်တော့ကာလဖြစ်ပါတယ်ခင်ဗျဒါအပြင်စကားကို လူတိုင်းပြောတာမျိုးလေးတွေ၊ကုံတိုင်းပြောတာမျိုးလေးတွေအမိတ်ဆွေတွေရဲ့ကံကိုအားနည်းစေတတ်တယ်လို့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုစိတ်ထဲမှာပဲတန်တေထားပြီးတော့လှုပ်ဆောင်မှာ အောင်မြင်မှာမှအသာကမှပြုမှုဆောင်ရတာကောင်းပါတယ်ခင်ဗျထို့အပြင်မိတ်ဆွေတို့ဘာကိုလှုပ်လို့တောက်ကြတာသမီးတွေနဲ့တောက်ကြနေတွေနဲ့တောက်ကြရက်တွေနဲ့တွဲဖက်လှုပ်တာမျိုးကကံကိုအားနည်းစေတတ်ပြီးတဲ့အခါ73ရက်နေတို့ 34ရက်နေ့လို့ဒီလိုရံမျိုးတွေမှာ73ကနန်းလို့37ကနန်းလို့ဟာမိစုတွေရဲ့ကံကိုအားနည်းစေတဲ့အတွက်အရေးကြီးဆုံးကိစ္စတွေကိုလုပ်တဲ့အခါဒီလမှာတတိထားစင်နေပြီးရလိုအပ်ပါတယ်ဒါအပြင်မိစုတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်တတိထားစင်နေရမှာတော့တံမိုးချီးတဲ့ပစ္စည်းတွေကိုလူမြင်တာမျိုးလေးတွေချွေဝယ်လို့ရတယ်စုလို့ရတယ်သို့တော့ဝိတာမင်လေးတွေမှာကြပြောက်တာမျိုး ကြပြက်ကြတာမျိုးတခုခုခံတာမျိုးလူခံရတာမျိုးလေးကြုံရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့အကြွားအမောထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးလေးတွေကိုတော့သတိပြုစင်ကြင်ပေးရန်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီလူယုံမလွယ်ပါနဲ့လူယုံဝင်လွယ်ရင်ဒုက္ခရောက်တတ်ပါလေအထူးသဖြင့် ကိုနဲ့တခါမှအလုံးမလုံးဘူးတော့အမျိုးသမီးကြီးတွေကိုတက်အသက်ကြီးတော့အမျိုးသမီးကြီးတွေရဲ့အကူအညီကိုအဲလူကြုံမလွယ်ပါနဲ့အပြောအကောင်းရင်အတိုင်းမယုံပါနဲ့လို့ပဲဆရာကထပ်လောက်ပြောကြားလိုက်ပြရစီခင်ဗျာနော်ဒါကပဲမိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာလှဟိုဆနာလို့ပေါ့အလှကုန်ပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေဖန်စီပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေအဝယ်စားနဲ့ပတ်သက်လို့ချင်းရင်ဆနာလို့ပေါ့စိတ်တိုင်းမကြတာမျိုးတွေဖြစ်ရတတ်တယ်လို့အဲကိုကိုတိုင်းပြင်ရင်မလာဘဲနဲ့သူများကပြင်ပြင်လာတယ်ဆိုတော့ ကာလာလာမျိုးဖြစ်နေရတော့မိတ်ဆွေတို့နဲ့ဒါလေးတွေကိုဒီလုပ်ငန်းလေးတွေအလှကိုဆရာကြားမိတဲ့လောက်ဆိုအလှကုန်ဖန်စီပစ္စည်းအလှ beauty salon နေတဲ့ပတ်တိုင်ဆရာငနလာမိကြတာလေများတော့ဆရာကဒါလေးကိုလည်းတစ်ခုပေးလိုက်ပြရစီကိုကိုတိုင်းမြင်တော့ကိုကိုစိတ်တိုင်းကြပဲနဲ့သူများတော့ကိုကိုစိတ်တိုင်းကြနေတာမျိုးအဲအဲဒီလိုမျိုးလေးဆရာဆိုဘာမှမပြင်လဲရှော့တယ်ပြင်လိုက်ရင်ပူရှော့မှုဆိုလို့မပြင်လားအဲဆိုတော့ကောင်းပြီနော်ဆရာနောက်တာနော်ကောင်းပြီဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီဟာလေးတွေကြုံရတတ်တဲ့အတွက်ကိုကိုကိုဘာမှစိတ်တက်မကြပဲနဲ့စိတ်ကိုပြောင်းနေပါမိတ်ဆွေတို့အနေနဲ့ဒါအပြင်နောက်တစ်ခုကလက်ပိတ်စီသောစကားတွေ ဟာဒုက္ခရောက်တော့မှာပဲကတ်ခဲတော့မှာပဲငွေကုန်တော့မှာပဲဆိုတဲ့ဘူးဆိုတော့စကားလုံးတွေချောင်ပြီးတော့ငါတော့ကံကောင်းတော့မှာငါတော့အဆင်ပြေတော့မှာဆိုတဲ့ကိစ္စလေးတွေနဲ့ဒုက္ခိဒုက္ခံဆိုတဲ့ကောင်းသောစကားလေးတွေဆိုပြီးရင်မိတ်ဆွေတို့ရဲ့ကံဟာအာသာခြင်းတုတ်တက်ခြင်းတွေပေါ့ကိုကျင်းတည်ပေါ့ရရှိစေတာအတေးကြပဲဖြစ်တယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လို့မြောင်ဆူဆူရက်ကိုမျက်နှာမူတည်သွားတဲ့လုပ်ငန်းတွေမှာတတိယဆင့်ကျင်ပေးရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ တတိထားဆင်ခင်ပေးရမှာတော့တောက်ကြသာသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပြီးတဲ့အခါအယောင်နေနဲ့ဆိုရင်တော့အသားယောင်လို့ဒီယောင်လေးတွေကိုသို့မဟုတ်မြေကြီးယောင်တွေပေါ့နော်ဆိုတော့ဒီယောင်လေးတွေကိုဟိုတတိထားဆင်ခင်ပြီးတော့ဝစ်စင်မှာအရေးကြီးတဲ့ကိစ္စဒီမှာစိတ်ကိုထိုင်းမိုင်းစေတော့အရာလေးတွေကိုကြုံတက်ချောင်းဆရာကထားလောင်းပြောကြားလိုက်ကြပါစေခင်ဗျာကောင်းပြီ ိန်ဆောင်ကြီးအိန်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိဘူးငဘောကဆက်သွဲပြက်နေတော့အိန်ဆောင်ကြီးမှာအစင်ပြေလာတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အကျင်နာတွေအားနည်းနေတော့နှွေးထွေးမှုတွေအားနည်းနေတော့အေးချမ်းမှုတွေအားနည်းနေတဲ့အိန်ဆောင်ကြီးမှာတယောက်နဲ့တယောက်နှွေးနှွေးထွေးထွေးပြန်လဲတိုင်မင်းညှိနှိုင်းတာမျိုးလေးတွေအကျိုးပေးသလိုအိမ်အောင်ဘက်ကြောင့်ငွေဒီလုံးနဲ့ရင်းနဲ့ဝင်လာတာမျိုးလေးတွေသာသမီရတနာရရှိတာမျိုးလေးတွေတပည့်လက်သားအကူအညီထောက်ပံ့ဖို့ရရှိတာမျိုးလေးတွေအိမ်အောင်ဘက်ရဲ့အစိုးတွေကနေပြီးတော့ကောင်းမွန်တဲ့ဘက်ကိုပြုပြင်နိုင်တဲ့စိတ်ကလေးတွေကြောင့်စိတ်ချမ်းသာစရာသတင်းလေးတွေကြားရတတ်တော့ငဘူကစိတ် ူများအပေါ်မှာဖြစ်နေသောအမျိုးသမီးတွေသူများအပေါ်မှာစိတ်ပါနေတော့မိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့လက်ရှိမှာဆွနာလူကပြန်လဲတက်မှတ်အောင်စ조사ပြီးတော့ညှိယူရင်အချော့ပြောရင်ရမယ်ဆိုတဲ့ကာလမျိုးဖြစ်နေပါလေနဘူကဝေးကွာနေတော့အိမ်တော်ဗမားနေနေရတော့တုံးနဲ့တူတယောက်နဲ့တယောက်ပြန်လဲစုံစည်းပြီးတော့အဆက်အသွယ်ရတာမျိုးတွေကြီးကြီးကြုံရတတ်တယ်လို့တကယ်လို့မှမိမိတို့အိမ်တော်ရင်းမှာပြဿနာကတော့ကစားဖြစ်ပြီဆိုရင်မိမိတို့အိမ်တွင်းရေးကိစ္စကြောင့်မဟုတ်ဘဲနဲ့ ဂျားလူတဦးတယောက်ချက်ကိုအကြောင်းပြုပြီးပြဿနာလေးတက်ရတဲ့တည်းသူကမြို့တို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကိုကိုယ်တိုင်ယုံကြည်ပါကိုယ့်ရဲ့အတွင်းရေးကိစ္စလေးကိုသူတစ်ပါးကိုမတိုင်မြင်ပါနဲ့လို့ထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာနော်မိတ်ဆွေဒီလာတာတော့တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာရလိုက်ချလိုက် ဒီလာတာတော့တို့မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာမိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တို့မှာဆိုလို့ရှိရင်ဘာကိုဖြစ်ဖြစ် sorry ပါเนาะဆရာဟိုဖြစ်လို့เนาะဒီလာတာတော့တို့မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာအကျွအရာရာကိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့ကုန်ပစ္စည်းတွေရောင်းကုန်တွေအယောင်းအတွက်အယောင်းဖတ်စီဖို့အတွက်ဆိုရင်200ရံလေးတရွက်နဲ့ရိုက်ပုံထိတွေ့ပြီးတော့ရောင်းလိုက်ပါအယောင်းအတွက်အယောင်းဖတ်ပြီးတော့အကန့်ကောင်းစီမှာအသေးချာပဲဖြစ်တယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ ဟိုရောင်းကုန်တွေဝယ်ကုန်တွေအယောက်တူအယောက်ထွက်စီဖို့အတွက်ဆိုရင်မိမိတို့ရဲ့ရောင်းကုန်တွေကိုတရင်စာဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့တရင်စာဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့အဲရောင်းထွက်သွားအောင်ဆွနာလိုပေါ့ရောင်းထွက်သွားအောင်ရက်ခတ်ပြီးတော့ရိုက်ပုတ်ထိတွေ့ရောင်းလိုက်ပါအယောက်ဝယ်ကောင်းပြီးကန်ကောင်းစီမှာအတေချာပဲဖြစ်တယ်ခင်ဗျအဆက်ဆက်ရရငွေကြီးကန်အားကောင်းစီပြီးတော့အဆက်ဆက်ရရအစဉ်ပြေစီရန်အတွက် မပြောမိအဋိဋ္ဌံအနေနဲ့ဆိုရင်ဆရာမင်းမိတ်ဆွေတနေ့လာတာသမီးတွေအဋိဋ္ဌံကုလို့တပါဆိုရင်တော့အရာရာမိမိတို့လိုရာကိစ္စအဆင်ပြေစေဖို့အတွက်ဆိုရင်မဟာသမယတုတ်ကိုတနေ့ကိုတစ်ခေါက်လုံးနဲ့ရှစ်ရက်တည်းတည်းအဋိဋ္ဌံပြုလိုက်ရင်အခက်အခဲကြီးမှန်တယ်မြအပူတော့ခါတွေမှန်တယ်မြပြည်လဲပျောက်ကင်းသွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်အရာအဆင်ပြေစေပြီးငွေကြီးကံအားကောင်းစေရန်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်မိမိတို့ရဲ့အိမ်ကမြတ်စွာဘုရားမှာနော်မိမိတို့အိမ်ကမြတ်စွာဘုရားမှာဖန်ခွက်လေးတစ်ခွက်နဲ့နော် ကြံလေးနှစ်ချောင်းကိုနော်မြက်စွာပဲဖန်ခွက်လေးနှစ်ခွက်နဲ့ကြံလေးနှစ်ချောင်းကိုဟိုဆက်လာလို့ပေါ့လှူထားပြီးတော့ရေလေးကိုတဝက်လောက်ထည့်ပါကြံလေးနှစ်ချောင်းကိုလှူထားပါအဲ့ဒီခွက်လေးရဲ့အောက်မှာတထောင်နှစ်လေးတရွက်ကိုတင်ထားပါဆရာပြန်လို့ပါမယ်နော်တထောင်နှစ်လေးတရွက်ကိုတင်ထားပါမှောက်မှောက်လန်လန်ရတယ်ဒါပြီးတော့ဖန်ခွက်လေးနဲ့ဂိုင်းပါတဲ့ဖန်ခွက်လေးနဲ့မိတ်ဆွေတို့ရဲ့ ဟိုဖန်ခွက်လေးနဲ့တင်အကြည့်ကလေးပေါ့နော်ဖန်ခွက်အကြည့်ကလေးနဲ့တင်တင်ပြီးတဲ့အခါရေတဝက်လောက်တက်ပြီးကြံလေးတစ်ချောင်းတင်ပြီးတော့နေ့စဉ်မိမိအိမ်ရမျက်စွာဖျားမှာနော်ဟိုလှူပြီးတော့အခါကျတော့နေ့စဉ်တော့ကပ်ပေါ့နော်အရှင်ဘုရားဘုရားတပည့်တော်ကဤကြံတဲ့ပတ်စံလှူပါတယ်ဗာညာဆိုပြီးတော့လူရအောင်ဆူတောင်းရင်ကျင်းသေးပါအောင်မြင်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲတနင်္လာသာသမီဒီလကတော့စိတ်ရှမ်းလာစရာတွေများတယ်ဗျာကဲကောင်းပြီဆိုတော့တနင်္လာသာသမီမိတ်ဆွေတွေအားလုံးကံရဲ့ ထောက်ပံ့နေကိုများစွာရရှိပြီးတော့အောင်မြင်မှုတွေအတိတ်ရရှိကြပါစေယတနာစိန်ကြောက်စေတော့တိုင်းကစားနိုင်ကြပါစေတက်နေတဘိုးလက်ဝေထိုးဖြိုးလို့တော့အောင်မြင်မှုအပေါင်းလူခါကြောင်းကြပါစေဆရာဟောသောကောင်းသောအချက်တွေကသာမိတ်ဆွေတို့ကတိုက်ဆိုင်မှန်ကန်ပြီးမကောင်းသောအချက်တွေဟာဝေးကွာကင်းစင်ပါစေကျောင်းစုတောင်းရင်လည်းကဲတနေ့လာသားသမီးတွေအားလုံးယတနာစိန်ကြောက်စေတော့တိုင်းကစားနိုင်ကြပါစေခင်ဗျနောက်ပတ်မှာပြန်ဆုံကြတာပေါ့ခင်ဗျဒီလာတော့စိတ်ချမ်းသာကြနေပါပဲ